ညီဖြစ်သူနဲ့လာလောင်းမမတူပဲမင်္ဂလာပွဲအတွက်ကုန်ကြစေတွေကုန်ငလင်ပေးအတွက်လှူဒန်းခဲ့တဲ့ပိုင်တကုန်ပရိသတ်များလုံးမင်္ဂလာပါရှင့် Famous Daily News ကနေပြန်လဲကြိုဆိုလိုက်ပါတယ် ညီဖြစ်သူရှင်ဖုံးပြေကမိမကိစ္စအရှုံရှင်းတွေနဲ့ပြဿနာတန်းနေချိန်မင်္ဂလာပွဲအတွက်ကုန်ကြစိတ်တွေအကုန်လုံးကိုငလင်ပေးတဲ့ပြည်သူတွေအတွက်လှူဒန်းခဲ့တာကတော့ပိုင်းတကုံမှာအားလုံးသိကြတဲ့အတိုင်းအခုချိန်မှာပိုင်းတကုံရဲ့ညီရှင်ဖုံးပြေကအတူနေချစ်သူခင်မင်းခါပေးတဲ့ပတ်စံတွေကိုသုံးကျွေးသမျှတွေစားပြီးတော့ခင်မင်းခါအပေါ်မှာနောက်မီးလင်းလို့ပြဿနာတန်းနေရဖြစ်ပါတယ်။ဒီလိုချိန်မှာနိုင်ငံကျော်မင်းသားတက်လက်ဖြစ်တဲ့ပိုင်းတကုံကတော့သူ့ရဲ့လက်ထပ်ပွဲကိုကြီးကျယ်ခမ်းနားတာတန်းအားလုံးကိုအကျိုးပြုနိုင်ဖို့အတွက်ရည်ရွယ်တဲ့လှုပ်ရက်လေးတစ်ခုကိုပြုလို့ ုပ်ခဲ့ပါတယ်။လူတွေအများစုကတော့တသက်မှာတမင်္ဂလာပဲရှိတဲ့မင်္ဂလာပွဲကိုလူတိုင်းကအကြီးအကျယ်ဆုံးအခမ်းအနားဆုံးဖြစ်အောင်အပြိုင်ဆိုင်လှုပ်ချင်ကြပါတယ်။နိုင်ငံကျော်မင်းသားပိုင်တကုံဆိုရင်လည်းမြမမာသားမကကဘာမာဝါနာမည်ကြီးရာကြောင့်ပိုင်တကုံနဲ့ချစ်သူလင်းမြဖြူရဲ့လက်ထပ်ပွဲပုံရိပ်တွေကိုကြီးကျယ်ခမ်းနားမယ်လို့ပရိသတ်တွေကမျှော်လင့်ခဲ့ကြပါတယ်။မကြသေးခင်ကလက်ထပ်ပွဲကျင်းပခဲ့တဲ့နေကြီးဦးဆိုရင်သူ့ရဲ့မင်္ဂလာပွဲကြီးကိုဘယ်သူနဲ့မှမတူအောင်ငွေကိုရေလိုသုံးပြီးတော့ကျင်းပခဲ့တာအလုံးလေးအမြင်ပါပဲ။ ပိုင်ဒဂွန်ကတော့သူ့28နှစ်ပြည့်ဖို့အတွက်ရပ်ပိုင်းအလိုနိုဝင်ဘာလမှာလက်ထပ်ခွင့်တောင်းခဲ့ပြီးတော့တိတ်မကြခင်မှာပဲစိတ်ဆက်ပွဲကျင်းပခဲ့တာလည်းဖြစ်ပါတယ်။ပိုင်ဒဂွန်ကတော့သူ့ရဲ့ချစ်သူကိုအယိုးရှင်ဆုံးစကားတွေနဲ့ပကာသနာမပါတဲ့ပုံစံလေးနဲ့လက်ထပ်ခွင့်တောင်းခံခဲ့တယ်လို့သူတို့ရဲ့စိတ်ဆက်ပွဲကလည်းယိုးရှင်းခဲ့ပါတယ်။သူများတွေလိုမျိုးတင်တောင်းငွေတွေကိုထုတ်ပြပြီးတော့တောင်းခံတာမျိုးမဟုတ်ဘဲအုံပွဲငပြောပွဲကိုကန်ပြီးလူကြီးမိဘအစုံအလင်းနဲ့စိတ်ဆက်ကြောင်းလန်းခဲ့တာလည်းဖြစ်ပါတယ်။သူ့ရဲ့စိတ်ဆက်ပွဲကဘာပကာသနာမှမပါဝဲမယ်။ပရိသတ်စိတ်ဝင်စား ခံရတာကတော့အသေးချပါပဲပရိသတ်တွေကရိုးရှင်းတဲ့သူတို့ရဲ့ဝန်စားပုံကိုလည်းသဘောကျတယ်လို့ကြီးကြီးခန်းထားတဲ့အင်ဂျီမှာပကာသနာမပါပဲစေဇက်ခွင်တောင်းခံခဲ့တာကိုလည်းသဘောကျခဲ့ကြတာဖြစ်ပါတယ်သူများတွေကစေဇက်ဖို့ငွေလန်းခင်းနေချိန်မှာနိုင်ငံကျော်မင်းသားကတော့အေးဆေးတည်ငြိမ်နေခဲ့ရာကြောင့်အားလုံးကဝိုင်းပြီးတော့ချီးကျူးခဲ့ကြတာပါဒါအပြင်မကြခင်အချိန်တွေမှာပိုင်နဂွန်ကစစ်သူလင်းများပြုနေတဲ့အတူကြီးကြီးခန်းထားတဲ့မင်္ဂလာပွဲကိုကျင်းပဖို့အတွက်စီစဉ်ထားပါတယ်ဒါပေမဲ့မင်္ဂလာပွဲမကျင်းပခင်မြန်မာနိုင်ငံမှာငလင်ပေးကြရောက်သွားချိန်မှာ ာတော့ပန်ဒဂွန်ကမင်္ဂလာမဆောင်တော့ဝင်နဲ့သူ့ရဲ့မင်္ဂလာဆောင်စရိတ်တွေကိုငလင်ဘေးတဲ့ပြည်သူတွေကိုလှူဒန်းဖို့ဆုံးဖြတ်ခဲ့ပါတယ်။ပန်ဒဂွန်ကတော့ငလင်ဘေးတဲ့ပြည်သူတွေအတွက်ငွေကြသိန်း300လှူဒန်းခဲ့တဲ့အပြင်သိန်း1500ဘူးစေဝါပစ္စည်းနဲ့အရေးပေါ်မိုဘိုင်းထွန်းလက်တွေကိုသိန်း600ကျော်ဘူးအပြင်စားစရာတွေကိုပါထပ်မံလှူဒန်းခဲ့ပါတယ်။ ိုင်ဒဂွန်ကတော့ပြည်ပနိုင်ငံတွေကအလူရှင်တွေရဲ့ပါဝင်ထည့်ဝင်လူတန်းတဲ့ငွေတွေရောပြည်တွင်းကအလူငွေတွေရောကိုကျွန်တော်အနေနဲ့စုပြီးတော့လူတန်းနေပါတယ်လို့တရုတ်ဆောင်ပိုင်ဒဂွန်ကပရိသတ်တီအောင်ပြောပါတယ်။သူကတော့မက်စလာ28ရက်နေ့ကထိုင်းနိုင်ငံမှာ shooting studio တစ်ခုမှာရောက်ရှိနေရလို့သိရပါတယ်။ပိုင်ဒဂွန်ကငလင်စဖြစ်ဖြစ်ချင်းမှာငလင်ပေးတဲ့ပြည်သူတွေအတွက်ငွေကျပ်သိန်း150ကိုခိုင်နင်းဝေ foundation ကနေတစင်လူတန်းခဲ့တာပါ။ ထိုင်းနိုင်ငံကပြည်သက်တွေကလည်းမြန်မာနိုင်ငံဟာသူတို့ရဲ့အင်းဒီချင်းနိုင်ငံမိသားစုလည်းဖြစ်တဲ့အတွက်သူတို့ထက်တူခံစားရတယ်ဆိုပြီးတော့တတ်နိုင်တဲ့အလူငွေတွေကိုစုပေါင်းပြီးတော့ဘဏ်ကောက်လေးစိမ့်မှာပိုင်ကုန်စီကိုလာရောက်လူတန်းပေးသွားသလိုဘဏ်အကောင့်တွေကိုလည်းအဖွဲ့အစည်းတချို့ကလူတန်းထားတယ်လို့သိရပါတယ်။ပြည်သက်တွေကရောမင်္ဂလာဆောင်စရိတ်တွေကိုငလင်ပေးတင်ပြည်သူတွေအတွက်လူတန်းခဲ့တဲ့ပိုင်ကုန်ပေါ်မှာမိမိတို့ရဲ့အမြင်လေးတွေကိုမှတ်ချက်ပေးသွားခဲ့ပါအောင်ရှင်။အဆုံးထိကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။